ဘာစလိုနာဘက်ကိုကြောင်းပြန်ကြည့်မယ်ဆိုရင်ဒီခံစစ်တွေနဲ့သာသူသွားပြီးတော့မှချန်ပီယံလိမှာကစားမယ်ဆိုကျိန်းတဲ့တာကူကဘာစလိုနာမှန်လို့မရသေးဘူး။ယာတီစားမှာကျွန်တော်ရဲ့အောက်ထဂျီလာပေါ်တာဘာမှအသင်းကိုအကောင်းကြီးပြုပြင်ပေးတာတွေကျွန်တော်မတွေ့ရဘူး။ဂျွန်ကာစီယာတယောက်ခေါ်တယ်။ပြီးတော့မှမကရဖို့အငားခေါ်တယ်။ဒါပဲရှိခဲ့တယ်။လူငယ်ကစားသမားလေးရိုနီပါခဲ့တာပေါ့။ဒါပဲဘာစလိုနာပြုလုပ်နိုင်တယ်။တကယ်တမ်းကျတော့ဘာစလိုနာရဲ့လက်ရှိခြေစွမ်းကကျွန်တော်မနစ်က ချန်ပီယံလိမှာကစားခဲ့တဲ့ခြေစွမ်းကိုလုံးဝမမီသေးဘူး။တရားရကန်နှုန်းမှာဆို30ရာခိုင်နှုန်းတော့မမီအောင်ပဲအခုချိန်မှာ။မနစ်ကဘာစီလိုနာလုံးဝကောင်းတဲ့ဘာစီလိုနာ။တကယ်လည်းထိုက်တန်ခဲ့တဲ့ဘာစီလိုနာ။ဘာစီလိုနာသာချန်ပီယံလိဖလားလို့ခြင်းတယ်ဆိုရင်အရင်ဗီဒီယိုတွေမှာလည်းကျွန်တော်ထည့်ပြောဘူးတယ်မနစ်ကလည်းပြောဘူးတယ်။ခန်စစ်ကိုအဓိကပြင်ရမယ်။ဒီခန်စစ်ကစားသမားတွေသူဒီထပ်ပို့ပြီးတော့မှဖြစ်တင်ရမယ်။ဂျရမတင်ဘလောက်ထိဆိုပါလဲဒီနေ့ခြေစွမ်းနဲ့ကျွန်တော်တို့ဒါအားလုံးအမြင်ပဲ။ ဘာစီလိုနာကစားသမားတယောက်လို့တော့ပြောလို့မရတဲ့အနေအထားမျိုးတွေရှိတယ်။ဒါသူတယောက်တွေကိုပုံချတာမဟုတ်ဒီနေ့ကဒင်းလုံးဆုတ်ပြတ်နေတာ။ကျွန်တော်ကတဖက်ကစားသမားတွေလုံးဝစိန်နေတဲ့စတိုင်မျိုးတွေပေါက်နေတာ။တဖက်က PSG ကလည်းလုံးဝကောင်းတာ။ခါတလီကြောင့်လည်းကျွန်တော်တွေးမိတယ်ပေါ့နော်။ဒီလိုလူမဆောင်တဲ့အသင်းတွေကပိုပြီးကောင်းတာတဲ့အချင်းကလည်းစီးပြန်တာ။ဘာကြောင့်လဲဆိုတော့ PSG ကပြီးသွားတဲ့သူ့ရဲ့ပြည်တွင်းလိပွဲတွေမှာဆိုဒီလောက်ထိကောင်းနေတယ်သင်မဟုတ်သေးဘူး။ဒါမှမဟုတ်ဒီနေ့ပွဲစဉ်မှာကသူ့ရဲ့ပုံမှန်ထက်နှစ်ဆလောက်ပိုပြီးကောင်းတယ်။ဒါကလည်းတစ်ချိန်ကကျွန်တော် ဒီလီဗာပူးနဲ့ကစားခဲ့တဲ့ချန်ပီယံလိပွဲစဉ်တစ်ပွဲမှာဆိုရင်2019မှာကျွန်တော်ဒုတိယလီဗာပူးကွင်းမှာသူကစားတဲ့ပွဲအဲ့ဒီပွဲမှာဆိုလီဗာပူးကလုံးဝအဓိကကစားသမားတွေမပါကြဘူးဇာလာတို့မာနေတို့မပါမနဲ့ကစားတဲ့ပွဲဖာမီနိုတို့မပါတဲ့ကစားတဲ့ပွဲဒီလိုဇာလာတို့ဖာမီနိုတို့အဓိကကစားသမားတွေမပါခဲ့တဲ့လီဗာပူးကိုကျွန်တော်ကဂိုးပြတ်ဆုံးခဲ့ပူသေးတယ်လီဗာပူးကလည်းလုံးဝကောင်းခဲ့တယ်ဒါကမမတ်ရနေနေပေါ့နော်တစ်ဖက်တင်လူမဆုံးဆိုရင်သွားအထင်သေးလို့မရဘူးပို့ပြီးတော့မှကောင်းတဲ့အချင်းမျိုးကလည်းစီတက်တယ် ဒီနေ့ပွဲကတော့ကျွန်တော်တို့လုံးဝထထိုက်တန်တဲ့အဆုံးပေးခဲ့ရတဲ့ပွဲပဲဒါဟန်စီဗီလင်းနေနဲ့ပြင်ဆင်မှုအများကြီးလိုအပ်တယ်လို့ကျွန်တော်မြင်မိတယ်ပြီးတော့မှဘာစီလိုနာအခုလားလာပေါ်တာကဒီရာဒီအစမှသူပြောခဲ့တဲ့စကားရှိတယ်ဒီနေ့ကသူတို့ကချန်ပီယံလိဖလာကိုယူမှာတဲ့သူကြွေးကြောက်ခဲ့တဲ့စကားပေါ့နော်ဒီလိုနောက်တန်ကစားသမား၄ယောက်ဂျရမတင်ရဲ့ကူပါစီရဲ့အဲလစ်ကာစီယာရဲ့ဂျူကွန်တီရဲ့ဒီ၄ယောက်နဲ့ကတော့ကျွန်တော်တို့ချန်ပီယံလိဆိုတာအများဆုံးကျွန်တော်ကွာတာဆင်းပေါ့ ဒီလောက်ပဲမျောမှန်းလို့ရမယ်လို့တော့ကျွန်တော်ထင်တယ်။ဒီနေ့မှကျွန်တော်နီးပြားတွေနဲ့ကြည့်ရမယ်ဆိုရင်လူဝိအနေကေးထက်ကျွန်တော်ရဲ့ဟန်စီဗလစ်ကတဆင့်နှိမ့်ခဲ့လို့ဒီလိုမျိုးဖြစ်လာတာလို့ဆိုတော့အဲ့လိုပြောဖို့ကြတော့လေကျွန်တော်တို့ကပြောလို့မရပြန်။ဘာကြောင့်လဲ။ PSG ဒီလိုကောင်းမွန်မှုအတွက် PSG ဘလောက်ပေးဆက်ခဲ့ရလဲ။လူဝိအနေကေးလက်ထက်မှာ PSG အသင်းကအကူထားကဘလောက်ထိဒီငွေတွေစိုက်ထုတ်ပြီးတော့မှအသင်းကိုပံ့ပိုးပေးခဲ့လဲ။နီကေလက်ထောက်မှာ PSG ကတန်း400 500နီးပါးအသုံးပြုခဲ့တယ်။အဓိကကစားသမားတွေနီကေလိုချင်တဲ့လူအကလုံးကိုဖြည့်တည်ပေးခဲ့တယ်။ ကျွန်တော်နီပြကြီးဟန်စီဖီလစ်လိုချင်တဲ့ကစားသမားတဦးတယောက်ဘာစီလိုနာကခေါ်ခဲ့ပြီးတာစီပူလာတစ်ချိန်မှာဒါကိုကျွန်တော်ထည့်တွက်ရမယ်နီပြကိုကျွန်တော်လုံအောင်တော့အပြစ်မတင်လို့ဘာကြောက်လဲဟန်စီဖီလစ်ကစီးတဲ့လူလေးနဲ့ပဲရအောင်ကန်နေတဲ့နီပြကျွန်တော်တို့မှာလိုချင်တဲ့သူရဲ့လိုချင်တဲ့ကစားသမားဆိုတာကျွန်တော်တစ်ခါမှလည်းဒီသတင်းစာတွေထဲမှာလည်းမတွေ့ဘူးဟန်စီဖီလစ်ပြောတာလည်းကျွန်တော်မကြားခဲ့ဘူးဘာစီလိုနာခေါ်ပေးလိုက်တဲ့လူတွေကိုပဲအကောင်းဆုံးသူကစားနေတာ ူလက်ထပ်မှာလည်းဘေကစားသမားကိုမမေမေရကျွန်တော်ခေါ်ခဲ့ပြီးတော့မရှိဘူးလိုအပ်လိုက်အကယ်ဒမီကကလေးတွေဝယ်ဆွဲသုံးနေတဲ့ကစားနီးပြမျိုးဒီတွက်ကြောင့်ဒီနေ့ပွဲစဉ်မှာဟန်စီဖီလစ်ကိုတော့ကျွန်တော်လုံးဝအပြစ်မမြင်ဘူးဘာကြောင့်လဲစီတာလေးနဲ့ပဲရအောင်ကစားသွားတယ်တစ်ဖက်သင်းလိုမျိုးဖြစ်ချင်ရင်တော့ကျွန်တော်တို့ကလည်းတစ်ဖက်သင်းလိုပန့်ပိုးမှုတွေလာပေါ်တာလှုပ်ပေးဖို့လိုအပ်တယ်လို့တော့ကျွန်တော်မြင်မိတယ်ဘာစနာဖန်နေရောဒီညပွဲစဉ်ပေါ်ဘလို့မြင်မိလဲဘေကစားသမားတွေကအကောင်းဆုံးဖြစ်ပြတော့မှဘေကစားသမားတွေလိုအပ်ချက်တွေအများကြီးရှိတယ်လဲဆိုတော့ကြော်ရီကွန်မန့်လေးတွေမှာမှတ်ချက်ရေးသွားပေးကြပါဦး ားလုံးကိုထူးပဲကျေးဇူးတင်စီပါ